One, how do you pronounce this word? Three, two, one. Solder or solder. ဟုတ်ပါတယ်နှစ်တန်ထွက်ပါတယ် soldier လည်းထွက်လို့ရတယ်ဘူး sarder လည်းထွက်ပါတယ် so လို့ပဲထွက်ထွက် sar လို့ပဲထွက်ထွက်ရပါတယ်အဲ့တော့ sarder လို့ထွက်လို့ရှိရင်တော့သူက l နဲ့ကြောက်သွားတယ် sarder struck ကရှိမှာကြီးပဲထပ်တောင်ရှိဦးပဲဖြစ် soldier or sarder ဟုတ်ပြီ for example he used a tool to solder or sarder the broken wire he used a tool to solder the broken wire သူကအဲ့ used ဆိုတာအသုံးပြုခဲ့တယ် a tool တခုကိုအသုံးပြုခဲ့တယ်เนาะ tool ဆိုတာဘာလဲဆိုကရိယာတခုပေါ့ to solder or to solder to နာမပြောချင်မှာဒီ solder တမို့ solder က vast အတိတ်ပဲပေါ့เนาะသူက solder လုပ်ဖို့အတွက်သူမဟုတ်သူက solder လုပ်ဖို့အတွက်သူက tool တခုကိုအသုံးခဲ့တယ်ကဲဘာတွေကိုလုပ်ဖို့လဲဆိုရင် the broken wire เนาะ broken wire ဆိုပျက်စီးနေတဲ့ wire ကျူးเนาะအတူပြောရင်ပြက်နေတဲ့ ဒီတော့ဝါယာဂျူလေးကိုဘာလို့ပို့လ soldier s a r a s okay ခင်ဟိဆက်ထားဟုတ်ကြပါဂျူနေတော့သူမပြက်နေတော့ဂျူကိုနော်ဂျူစာဝါယာဂျူကိုပေါ့သူကခင်ဟိဆက်ဖိ used to tool tool လေးတစ်ခ soldier or sarder soldier sarder s o l d e r s a d e r to how do you pronounce this word three, two, one. Vine count, vine count, vine count. Vine count လို့တတ်ပါတယ်။ This count ဒီပါတယ်မထဘူးနော်။ Vine count. Strike ကိုရှိမှထားရကြမလို့ vine ပြီးတော့မှ count. Vine count ဆိုတာဒီမှာပုံကြည့်လိုက်ပါနော်။ Vine count ကအတိပေးကတော့ဒီပါနေစားအမှတ်တွေပြောတာပေါ့နော်။ Okay, for example, the Viscount owned a large estate in the countryside. The Viscount owned a large estate in the countryside. The Viscount Ga Suyin so owned a byside, a large ajedi, a large estate la so land go brava, not name you brava. In the countryside. Countryside Suraga so Jilla Dita Masu name each go by sign head to Uraba. Tada ဒီနေရာမှာတော့သူဘာသာပြန်တဲ့အမတ်ကြီးလိုပဲဘာသာပြန်နေတယ်။အချို့နေရာတွေမှာတော့နေစာလိုပြန်နေရရှိတော့နော်ရာတို့ရ။ vine count vine count vine count 3 how do you pronounce this word Three, two, one. 3 2 1 antenna ရှိစလုံးလေးကတော့ antenna ဒီနောက်စလုံးလေးကတော့ antennae antennae တော့မာတတာကတော့ကျွန်တော်နဖို့ထက်တာကရှီစလုံးလေးကိုတော့တော်တော်ငတ်မှန်ပါတယ်သူကအန်တန်နာတော့ထွက်ပြီးတော့နောက်စလုံးကိုကျွန်တော်ကျွန်တော် NAE ကိုနေဆိုထွက်မိတယ်ဟောပါဦးနေလို့ထွက်ရပါမယ်ပြီးတော့ struck ကိုထိမှာပဲထားကြအောင်မို့ tan ကိုပြင်ပေးပါ antenna antenna ဆိုတာကသူကပါလဲဆိုအနည်းကိုပြောတာပါเนาะဒီစက်လုံးကြီးက singular ပါဒီစက်လုံးကြီးကတော့ plural ဆိုအများကိုပြောတာပါ antenna and antennae

ပိုကောင်းစေပါပဲ။ Okay ဒီမှာပြောတယ် antenna ဆိုတာဒီပုံလေးကိုပြောတာပေါ့မြန်မာလိုပြောမစိ antenna တိုင်အောင်ပြောတာပါ။ခေါင်းမိုးပုံမှာရှိတဲ့ antenna တိုင်ရာဆိုရင်ကျွန်တော်တို့ရဲ့ TV ရုပ်သံလက်ကမ်းမှု reception ကိုပိုကောင်းမှုစေပါလား။ Okay now example ကိုကြည့်အောင်။ The insect uses its antennae to sense its surrounding. The insect ဆိုတာက insect ပိုတွေက use ဆိုတာကအသုံးပြုတယ် eat and turn ဒီဟာလေးအများဖြစ်သွားရင်နော် and turn ကိုသုံးနေဆိုတာသူခေါင်းပေါ်မှာရှိတဲ့ဥမြင်လေးကိုပြောတာပါ to sense io campo sense လို့ပို့တယ် it surrounding ဆိုတာသူ့ရဲ့ပတ်ဝန်းကျင်ပြောတာပါ insect တွေအားဆိုရင်သူတို့ရဲ့ဥမြင်လေးနော်သူတို့ရဲ့ပါလဲဆိုရင် antennae ကိုသုံးပြီးတော့သူတို့ရဲ့ surrounding ကို sense လို့တယ်နော်ပတ်ဝန်းကျင်ကိုအာရုံခံပါဒီမှာပြောခဲ့တယ် antennar ဆိုတာက singular ဖြစ်ပြီးတော့ antennae ဆိုတာက plural ဆိုတဲ့စလုံးအများဖြစ်ပါတယ်။ Okay မြန်မာလိုကတော့ antenna ဆိုတာက antenna တိုင်ကိုဆိုလိုခြင်းစဉ်မျိုးဥမြင်တစ်ခုလေးကိုလည်း antenna လို့သုံးပါတယ်။နော်တကယ်တော့ antenna ပေါ့အတန်တော့ကတန်းမှာဖြစ်ပေါ်လို့လေ။နောက်တစ်ခု plural form ကတော့ antennae ကတော့ဥမြင်များကိုပြောတာနော် antennae antennae Okay အဲ့တော့ပြန်ချုပ်မှဆိုရင် antenna antennae antenna Antony, Antenor, Antenna, Antony. Four, how do you pronounce this word? Three, two, one. Mischievous, mischievous, mischievous. Google miss vast lot of bare. VOUS go VS to VOS to Mutaba, Vasra Gamma Taba, mischievous. တချို့ထဲမှာဆို Miss Chief First လို့ထွက်လာကြောက်ပါတယ်။ She ဆိုတာအဓိပ္ပာယ်နဲ့ထွက်လို့ရတယ်ဘင်းတော်တော်များများကတော့ Chi လို့ထွက်ပင်တယ်။သူတော့တန်လေးပဲထွက်ပါတယ်။ Miss Chief First Miss Chief First struggle ရှိမှထားတယ်နော်။ Miss Chief First Hobby for example the mischievous cat knocked over the vase again the mischievous cat knocked over the vase again အဲ့တော့ဒီကြောင်ဘလို့ကြောင်လဲဆို mischievous ဖြစ်နေတဲ့ကြောင်ပါဆိုရင် knocked over ဆိုတော့ဝန်တိုက်သွား the vase again ပန်းအိုးလေးကိုထပ်တိုက်ပြန်မိလို့ပြောတာပါဟုတ်ပြီဒီဝကြလေးမှာဆိုရင်စကားလုံးနှလုံးကိုသတိပြုဖို့လိုပါတယ်နော် through a pronunciation mischievous ပါနောက်တစ်ခုကဒီ vsc ဆိုတဲ့စကားလုံးလေးနော်အဲ့ဒါတွေအတိတ်ကပန်းအိုးကိုပြောတာပါသူကို vase ဆိုပြီးထွက်သလိုမျိုး vase လို့ထပ်ပါတယ် vase or vase ်ဘယ်ဟာထွက်တယ်မှန်ပါတယ် UK နဲ့ US တန်းပေါ့မကိကထားလိုက်ပါတော့ပြန်သွားရအောင် mischievous ဆိုတာကအယံဆော့တယ်ဆိုတာဒီပြောဒီမှာသုံးထားပါတယ်ဒါကြောင့် the mischievous cat ဆိုရင်အယံဆော့တဲ့ကြောင်ချောက်เนาะဒီကြောင်ဆိုပန်းကိုထပ်ပြီးတော့ဝင်တိုက်ပြန်ပြီ mischievous mischievous เนาะရှာတွေ့အောင်လိုက်ဆိုကြည့်လို့ရပါတယ်ဟုတ်ပြီနောက် example တစ်ခုကြည့်အောင် she gave him a mischievous smile before running off. she gave him a mischievous smile before running off. အဲ့တူမကသူ့ကိုဗာပေးလိုက်လဲဆိုရင်ဒီထက်စကလုံးတိုင်းပြောတာပါနော် gave လား a mischievous smile နဲ့ပေးလိုက်တယ်ဟုတ်ပြီနော် mischievous ဖြစ်တဲ့အပြုံးလေးကိုပေးလိုက်တယ် before running off သူကတူမကလှည့်ထွက်မပွားခင်နော်ပြေးထွက်မပွားခင်မှာအဲ့တော့ဗာအပြုံးလေးတယ်ဒီနေရာမှာတော့အပေါ်က နော်အတိပဲဖြစ်တဲ့အရန်ဆော့တဲ့အပြုံဆိုတော့အတိပဲတော့မရှိဘူးဘလို့ပြန်မယ်။ဟုတ်ကဲ့ကြိတ်ပြီးပြုံးတာမျိုးပေါ့။နော်ကြိတ်ပြီးကြံစီနေတဲ့အပြုံလေးပြောတင်တာပါ။အဲ့တော့ဒီငယ်မှာတော့သူဆိုကျင်းတဲ့ mischievous smile ကအရန်ကိုယုံမာတဲ့အပြုံကိုပြောတာဟုတ်ဘူး။အရန်ဆိုးရတာမဟုတ်သူကပေါ့ပေါ့ပါပါလေးထိပ်ပြောပြောတာ။ပေါ့ပေါ့ပါပါလေးသူကဟာသာအနေနဲ့အဲအဲ့လိုမျိုးကြိတ်ကြံနေတာလေးကဖြစ်ဖြစ်မယ်။နော်အဲ့ဒီအတိပဲပြောတာပါ။ဟုတ်ကဲ့ mischievous 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 5. How do you pronounce this word? 3, 2, 1. Segway. 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 第一个, segway 就出来, segway. 今天蛮期待你爸爸的, segway. OK，这个原来慢慢是杀鬼了，马路亚的，杀鬼，杀鬼毛骨喏，杀鬼。 segue struggle ရှိမှထားရကြမလို့ segue ပို့ပြီးတော့ဖိဆို segue segue for example she made, segue she made a smooth segue from the introduction to the main topic she made a smooth segue from the introduction to the main topic she made a she made a duma ka lout de okay di bon ni ya du po na lout de smooth so chao chao mo mo li နော်ဆိုတော့ကျွန်တော်သူကမသိလိုက်မသိပါသားလေးပေါ့ပါလဲဆက်ကူလေးတကူလောက်လိုက်ပါတယ် okay ဘယ်ကနေဘယ်ကိုဆက်ကူလေးလဲဆိုရင် from the introduction ဒါနေပြီးတော့ main topic okay ဒီမှာမှာပုံလေးကိုကြည့်မယ်ဆိုသိတာမယ်နော်တခုခုလောက်နေတာပါရှင်းပြနေတာ presentation ပေါ့နော်အဲ့ဒါလုပ်နေတဲ့အခါမှာစစချင်းဤတန်းကနေပြီနော်ဤတဲ့ intro ကနေပြီးတော့ပြောချင်တဲ့ main topic ကိုရောက်တဲ့အချိန်သူကဖြည်းဖြည်းလေးဟုတ်ပြီနော်မတိမတာလေးပါလို့လဲဆိုရင်စက်ကူလေးလုတ်သွား โอเค segue ဆိုတာဒီမှာပါလဲဆို transition ဆိုတာအဓိပ္ပာယ်မျိုးပေါ့နော်ပြောင်းလဲတာဒါတော့ပြောမစို့ changing ကိုပြောတာပါโอเคဒီမှာဒီနေချမ်းကနေပြီးတော့နော်ပြောချင်တဲ့အဓိကအကြောင်းအရာကိုရအောင်ချောချောမှုမှုလေး segue လုပ်သွားခဲ့ပါတယ် segue ဒီစာတောင်းနဲ့မှာတတိချအောင်ပြောမစို့ရင်ဟောဒီနောက်ဆုံးစလုံးဖြစ်တဲ့စလုံးရဲ့အတန်ထွက်ပဲဒီကိုဘလို့ထွက်လဲဆိုရင် topic topic ဆိုပြီးတော့ဒီ IC တတိထားပါသူ ခါတန်ထွက်ပါတယ် topic topic okay အဲ့စလုံးလေးကိုလည်းအဲတခြား video တွေမှာလည်းကျွန်တော်ပြောခဲ့ပြီးပါပြီဒီ video လေးပုံမှန်ကြည့်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်များများသိသွားမှာပါ segue segue ဒီနေ့ပြောခဲ့တဲ့စလုံးလေး၅လုံးကတော့ one soldier or soldier daughter father daughter soldier two ကတော့ vine count vine count Vinecart. 3가 로 antenna, antenna, antenna. 비어 antennae, antennae, antennae 소리가 말해서인 plural form 피바이. 나 plural form 더 아미아봉상고. Okay, number four 가 mischievous, mischievous, mischievous. Five 가 segue, segue, segue. Okay, I'll OK，阿龙，他好几遍标记啊。Soldier, soldier, viscount, antenna, antennae, mischievous, sagui. OK, bye. See you next time.